inverter cycle လေးပေါ့နော်ဆိုရင်ကျွန်တော်တို့ဒီ IRF 44ပေါ့နော် MOS FET လေးနှလုံးလုံးမှာဖြစ်ပါလေနောက်တစ်ခါကျွန်တော်တို့ heat sink ပေါ့နော်ဒီ FET လေးတွေအခုသက်တအောင်လို့ကျွန်တော်တို့ဒီအခုကံပေါ်မှာပေါ့နော် heat sink လေးတွေအခုလုံးမှာဖြစ်ပါလေဒါကြောင့်ကျွန်တော်ခန်းခန်းခန်းလေးဆက်အောင်လုပ်တယ် mini cut လေးနဲ့ဆက်လိုက်တာပေါ့နော် mini cut မပါဘဲနဲ့လည်းဒီတိုင်းနဲ့ဆက်လို့ရတယ်နော် Okay ဒါကကလေးကိုပေါက်ပေါက်ပြီးတော့ heat sink လေးတွေချလိုက်ရအောင်နော်ပြီးရင်ကျွန်တော် FET လေးတွေတတ်ပါပြီနော် FET က IRF 44ပေါ့နော်7-4-4နှလုံးပါနော်နှလုံးလုံးမှာဖြစ်ပါလေ နက်ကလေးတွေပြန်ပြီးတော့ကြားလိုက်ပါပြီနော်နေရာချလိုက်ပါပြီနော်တို့ဒီကြီးစက်နဲ့တွဲပြီးမှနေရာချရတယ်တော့တိတ်အဆင်မပြေဘူးနော်ဒီတိုင်းလေးကြီးစက်ကိုအရင်နေရာချရတယ်ပြီးတော့မှဒါ NC လေးတက်လိုက်တာပို့ပြီးတော့နော်တက်ပါရတယ်ခဲတွဲတဲ့ခါမှာလည်းကျွန်တော်တို့ဒီတွဲကျင်တဲ့နေရာကိုပေါ့နော်ခဲလေးရလည်းထိထားမယ်ပြီးရင်မှခဲကောက်လေးရလိုက်ထိတယ်နော်မခဲကောက်ကိုခဲလေးကြွေးပြီးမှသွားတွဲရတယ်စာရင်ဒီကိုတွဲကျင်တဲ့နေရာကိုခဲရောဒီခဲကောက်ရောနဲ့ပေါ့နော်အခုပုံစံလေးတိုင်းတွဲတာတက်လာပါပါအဆင်ပြေပါပြီနော်ဒါနောက်တစ်လုံးပါနော်ဒါကကျွန်တော်တို့ FET လေးတွေကိုကျွန်တော်တို့ဒါခဲရင်တွဲလိုက်တာဖြစ်ပါနောက်ပြီးတော့မှ circuit ိုလိုက်ပြီးတော့နော်လိုအပ်တယ်လို့ဆင်ပါပေါ့နောက်တစ်ခါဒါက100အုံးပေါ့နော်100အုံးနှလုံးလိုပါမယ်ဒီကတက်ပုံတန်ကြီးကနော်အစွန်ဆုံးနှစ်ပင်ပေါ့နော်နာမည်ပေးလိုက်တာပေါ့နော် gate 1နဲ့ source 1ပေါ့ကြနော်ဒီ FPD number 1ကိုကျွန်တော်က12ကွဲအောင်လို့နော်နောက်တရာအုံးလေးကို gate 2နဲ့ source 2ပေါ့နော်ပုံစံတူပါပဲနော်လက်ဝဲပဲနဲ့တရာပဲဖြစ်တာလို့ FPD center ကပုံစံတူလေးပါပဲနော်120 220အုံးမှာသူကလည်းနှလုံးလိုမှာဖြစ်ပါတယ်နော်220အုံးနှလုံးလိုမှာဖြစ်ပါတယ်ဒီ resistor လေးတွေကိုတက်ပုံတန်ကြီးကတော့ကျွန်တော်